တမရီအမကန်မျိုးစားဘယ်နှမျိုးရှိလဲမင်္ဂလာပါကျွန်တော်ကိုဟင်းစာပါအမကန်သဘောတရားနဲ့အမကန်ပညာရည်ရည်ကြောင်းကိုမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ်ကျွန်မရဲ့အမကန်တွေကိုအကြံမြင့်အားဖြင့်တော့၅မျိုးလောက်ခွဲခြားလို့ရပါတယ်ပထမဆုံးတစ်ခုကတော့ MHI လို့ခေါ်တဲ့ Medical and Health Insurance ပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံမှာဆိုရင်ဒါခက်စားလာတဲ့ Medical Cost တွေကိုပေးတယ်အာမဂံမျိုး medical cost တွေရောပါပေးတယ်အာမဂံမျိုးစားဖြစ်ပါတယ်နောက်တစ်ခုကတော့ HSI လို့ခေါ်တဲ့ Medical and ဟိုဆာဂျီကယ်ဟဲ insurance ပေါ့နော်သူကခွဲစိတ်ကုသတဲ့ဈေးတွေကိုပို့ပြီးတော့ပေးတဲ့အမကန်အမျိုးအစားဖြစ်ပါတယ်အဒီနိုင်ငံရဲ့ဒီနိုင်ငံမှာလဲဆာဂျီကယ်ဘိုင်းကိုဦးစားပေးပြီးလုပ်နေတဲ့အမကန်ကုမ္ပဏီတစ်ခုရှိပါတယ်အဲတတိယတစ်ခုကတော့ critical illness ပေါ့နော်ဒါကအရင်ကနေ့ကကျွန်တော်တို့စီမှာလဲရောက်မိသားဖြစ်ပါတယ်အဲသူကတော့အော်သူဒီ critical illness ဆိုတာပြင်းပြင်းထန်ထန်ဖြစ်တဲ့အတွက်ဒီဟာ cover ကို rider အနေနဲ့ကတ်ပြီးတော့ရောင်းရတာမျိုးရှိပါတယ် စတုတ္တတခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစပြီးတော့ပေါ်လာတဲ့အာမခံအမျိုးအစားဖြစ်ပါတယ်။ Hospital income လို့လည်းပြောရဲ Hospital cash လို့လည်းပြောရဲပေါ့နော်။ဆေးရုံတက်ရတဲ့ကုသဆေးကိုသူဒီတရက်ကိုဘလောက်ပေးမယ်ဆိုပြီးတော့အာပြောတဲ့ဒေဗယ်နဲ့သတ်မှတ်ထားပြီးတော့အာရောကြီးပြန်ပေးတဲ့အမျိုးအစားဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီမှာလည်းမရှိသေးဘူး။ဒါပေမဲ့နောက်ပိုင်းဆိုရင်လည်းတော့ဖြစ်တော့ဖြစ်ကောင်းဖြစ်လာနိုင်တဲ့အာအာမခံအမျိုးအစားဖြစ်ပါတယ်။သူ့ကိုတော့အာ disability income insurance လို့ခေါ်ပါတယ်။ အမကန်ထားတဲ့လူတယောက်ကအလုံးမလုံးနိုင်လို့အတိုင်းအတာတစ်ခုဒီကိုအမကန်ကုမ္ပဏီကငွေပြန်ပေးတဲ့အမျိုးအစားဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်